ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မိမိရဲ့ရည်စားဟောင်းဒါမှမဟုတ်မိမိရဲ့တငယ်ချင်းရဲ့ဒီ TikTok profile နဲ့ကိုကျွန်တော်တို့ဝင်ကြည့်လိုက်ပြီဆိုလို့ရှိရင်အဲသူ့ဘက်မှာကျွန်တော်တို့ဒီဘောတော့ညာဘက်အပေါ်တော့ကဒီရှောက်ပုံစံလေးတွေကိုသူ့ဘက်မှာဒီဝင်ဝင်ပြီးတော့မှကြည့်လိုက်တယ်ဆိုလို့ရှိရင်မိမိကသူ့ရဲ့ profile နဲ့ကိုဝင်ကြည့်ထားတယ်ဆိုတာကိုသူ့သူ့ဘက်ကနေပြီးတော့ပုံနေတယ်ဗောနော်အဲအဲ့ဒီလိုမျိုးကျွန်တော်တို့ကသူ့ဘက်ကိုလည်းဝင်ပြီးတော့မှကြည့်ချင်တယ်အဲသူ့ဘက်မှာအခုဝင်ကြည့်ထားတယ်ဆိုတာကိုမမြင်ရအောင်ကျွန်တော်တို့ဘက်ကဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီညာဘက်ဒီဘော တော့အပေါ်တော့ကဒီ menu ပုံစံအဆက်လေး30ထဲကိုဝင်လိုက်ပါ Okay ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ setting and privacy ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပြရပါမယ် Okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် privacy ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပြလိုက်ပါ okay အဲ့ဒီမှာအဲ့ထဲရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟိုအောက်ဆုံးပါဗောနောအောက်ဆုံးမှာဒီမှာ profile view ဆိုတာရှိရေဗောနောအဲ့ဒီ profile view ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ profile view ဆိုရဲဒီအောက်ကအဲပွင့်နေတဲ့ဟာကိုကျွန်တော်တို့ပွင့်ပေးလိုက်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကသူ့ရဲ့ဒီ profile ထဲကိုကျွန်တော်တို့အဲဝင်ပြီးတော့မှကြည့်တယ်ဆိုရင်တော့ပါသူကကျွန်တော်တို့ဝင်ကြည့်ထားရဲဆိုတာကိုသိမှာမဟုတ်တော့ပါဘူးအဲတကယ်လို့ကျွန်တော်တို့ကပြန်ပြီးတော့မှအဲ့လိုမျိုးသိစေချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုပြန်ပြီးတော့မှဒီလိုဖွင့်ပေးလိုက်တယ်ဆိုလို့ရှိရင်เนาะပြန်ပြီးတော့အဲသူ့ဘက်မှာသွားပြီးတော့ပေါ်နေမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်เนาะ